မင်္ဂလာမနက်ခင်ပါ2025ခုနှစ်မလာရှိရနေ့ရေဒီယို NUG ပြည်ရင်းသတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမမပထမဆုံးတင်ပြပေးမယ့်သတင်းကတော့မြူသားညီညွတ်အစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးခွန်မဟန်ထံအားတာဝန်မှနားယူခွင့်ပြုတဲ့သတင်းပဲဖြစ်ပါတယ်မြူသားညီညွတ်အစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးခွန်မဟန်ထံအားတာဝန်မှနားယူခွင့်ပြုလိုက်ကြောင်းမလ9ရက်နေ့ မြို့သားညီညွတ်ရေးအစိုးရအမိန့်အမှတ်17မြင်းဆောင်2025ဖြင့်ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းကခွင့်ပြုကြောင်းတရင်ထုတ်ပြန်ပါတယ်ရှင်။ဆလတင်ပြမဲ့တရင်ကတော့ထိုင်းနိုင်ငံရောက်မြန်မာဒုက္ခသည်များနဲ့မြန်မာရွှေ့ပြောင်းအလို့သမားများအရေးပူပေါင်းဆောင်ရွက်သွားနိုင်ရန်တောင်ကိုရီးယားလွှတ်တော်မှနဲ့ဆက်လက်တွဲဆောင်ဆွေးနွေးတဲ့တရင်ပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံကိုအကြောင်းမျိုးမျိုးကြောင့်ရောက်ရှိနေတဲ့မြန်မာဒုက္ခသည်များနဲ့မြန်မာရွှေ့ပြောင်းအလို့သမားများရေးဆက်လက်ပူးပေါင်းလှူဆောင်ရွက်သွားနိုင်ရန်အတွက် ီရာဇလွတ်တော်ကိုစားပြုကော်မတီမြို့သားညညွေးအစိုးရတာဝန်ရှိသူများသည်တောင်ကိုရီးယားလွှတ်တော်မှကန်အီလီနဲ့မလ9ရက်နေ့ကအွန်လိုင်းကနေတဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းဒီရာဇလွတ်တော်ကိုစားပြုကော်မတီမှသတင်းထုတ်ပြန်ထားပါတယ်။ဆိုပါတွေ့ဆုံဆွေးနွေးပွဲ၌2025ခုနှစ်ဇန်နဝါရီလ30ရက်နေ့တွင်ပူးပေါင်းကျင်းပခဲ့တဲ့မဲဆောက်ရှိမြန်မာဒုက္ခသည်များအတွက်အခွင့်အရေးနဲ့စီးပွားရေးခွင့်လန်းများမြင့်တင်ပေးရေးကိုရီးယားထိုင်းမြန်မာကမ္ဘာလုံးဆိုင်ရာဖိုရမ်ပေါ်အာတာချက်အားနည်းချက်များအားဆွေးနွေးသုံးသပ်ခဲ့ပြီး ရင်းစီစဉ်ရဆက်လက်လှုပ်ဆောင်သေးသည့်များကိုတက်ရောက်လာသူများကအကြံပြုဆွေးနွေးခဲ့ကြတယ်လို့သိရပါဗျ။ဒါအပြင်ပြည်ထောင်စုလွှတ်တော်ကုစားပြုကော်မတီလူသမားရေးရာကော်မတီဥက္ကဋ္ဌဦးအောင်ကမင်းမြို့သားညီညွတ်အစိုးရလူသမားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်နေနဲ့တာဝန်ရှိသူများကထိုင်းနိုင်ငံတွင်ရရှိနေတဲ့မြန်မာဒုက္ခသည်များနဲ့မြန်မာရွှေပြောင်းအလို့သမားများရဲ့အခက်အခဲများနဲ့လိုအပ်ချက်များထိုင်းနိုင်ငံတွင်ထောက်ထားရရှိနိုင်ရေးနဲ့ယက်တီနေထိုင်ရေးအခက်အခဲများ ထိုင်းနိုင်ငံကဖန်စီထိန်သိမ်းခံရသူများအားစကောင်းစီထံအနန္နေခြင်းနဲ့ရင်းတို့အားဂျမ်ဘတ်ဆီယုစုကအတ္တမစစ်မှုတန်းစေခိုင်းခံရခြင်းထိုင်းနိုင်ငံရောက်မြန်မာမျိုးဆက်သစ်လူငယ်များပညာဆက်လက်သင်ကြားနိုင်ရေးအတွက်ကြုံတွေ့နေရတဲ့အခက်အခဲများကိုဆွေးနွေးဖလှယ်ခဲ့ကြပြီးအကူအညီလိုအပ်နေတဲ့မြန်မာပြည်သူများအတွက်တောင်ကိုရီးယားထိုင်းနိုင်ငံပါဝင်နိုင်ငံတကာအသံဝန်ကလည်းကုညီပံ့ပိုးပေးမှုအားကောင်းလာစေရေးပူးပေါင်းဆောင်ရွက်ပေးရန်တိုက်တွန်းခဲ့ပါတယ်။ တွေ့ဆုံပွဲသို့ပြည်ထောင်စုလွတ်တော်ကုစားပြုကော်မတီမှဖွဲ့ဝင်များလူ့သမားရေးရာကော်မတီမှဥက္ကဋ္ဌဒွေမှုနှင့်ဖွဲ့ဝင်များမြို့သားညီညွတ်ရေးအစိုးရလူ့သမားဝန်ကြီးဌာနမှဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများမြို့သားညီညွတ်ရေးအစိုးရတောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ်နှင့်ယုံဖွဲ့များနေဆက်ခြေပြုရွှေပြောင်းနေထိုင်သူများ၏ကူညီဆောင်ရွက်ပေးနေသောဖွဲ့စည်းများမှတာဝန်ရှိသူများတောင်ကိုရီးယား၏လူမှုဖွဲ့စည်းများမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြတယ်လို့ဖော်ပြထားပါတယ်ရှင်။ ။နောက်ထပ်သတင်းတစ်ပုဒ်ကတော့မြမရင်နေတဲ့တဘာဝတန်းဝင်လုပ်ငန်းပေါ်တန်ခတ်ပိတ်ဆိုရင်ဆွစ်ဇာလန်ကို Justice for Myanmar တောင်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စီယုစုထိန်ချုပ်ထားတဲ့အလွန်အလွန်အမျက်အစွန်များတဲ့နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းမြမရင်နေတဲ့တဘာဝတန်းဝင်လုပ်ငန်း MOG ပေါ်ရောပါသမဂ EU ကတန်ခတ်ပိတ်ဆို့မှုချမှတ်ပြီးနောက်၃နှစ်ကျော်ကြာမြင့်လာသည့်အချိန်ထိဆွစ်ဇာလန်နိုင်ငံသည် MOG ပေါ်တန်ခတ်ပိတ်ဆို့မှုချမှတ်ရန်ပြက်ကွက်ခဲ့တယ်လို့ Justice for Myanmar ကဖော်ပြပါတယ်။ဆွစ်ဇာလန်သည် MOG နဲ့၎င်းရဲ့မိဖက်များ စစ်ဗန္ဓာရေးစနစ်ကိုအသုံးပြုနိုင်ရန်ခွင့်ပြုပေးသည့်စစ်ကုမ္ပဏီများအားမြန်မာနိုင်ငံရှိရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင်ပါဝင်လုပ်ကိုင်ခွင့်ရှိသည့်ကဲပေါက်တစ်ခုကိုဖန်တီးပေးလိုက်ခြင်းအပြင်၎င်းသည် EU ၏တန်ခတ်ပိတ်ဆို့မှုများကိုထိခိုက်ပျက်ပြားစေတယ်လို့ဆိုပါတယ်။ Justice for Myanmar ၏ပြောရေးဆိုခွင့်ရှိသူမေယဒနာမောင်ကပြောကြားရမှာဆွစ်ဇာလန်နေနဲ့မြန်မာပြည်သူတွေနဲ့အတူရက်တည်တင်ပြီး MOG ပေါ်တန်ခတ်ပိတ်ဆို့မှုတွေရေးတကြီးချမှတ်တင်ပါတယ်။စီယုပ်စုရဲ့တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု၄နှစ်ကျော်ကြာမြင့်လာခဲ့ပြီးတဲ့နောက် သူတို့ရဲ့ဂျမ်ပန်စစ်စင်ရေးကပိုလို့ဒါပြင်းထန်လာခဲ့ပြီးဒီဂျမ်ပန်စစ်စင်ရေးတွေကိုရေနံနဲ့သဘာဝဓာတ်ငွေကဏ္ဍကငွေကြေးဖြည့်ဆည်းထောက်ပံ့နေတာဖြစ်ပါတယ်လို့ပြောပါတယ်ရင်နနဲ့သဘာဝတံငွေကဏ္ဍသည်စေယုစုအတွက်အကြီးဆုံးသောနိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်ပြီးရင်နနဲ့သဘာဝတံငွေဝင်ငွေများကိုစေယုစုကျူးလွန်လျက်ရှိတဲ့ဆေးရုံစုံများနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုများအတွက်လိုအပ်သည့်ဆက်လက်နှများလေးရင်းစီများနဲ့အခြားထောက်ပံ့ပစ္စည်းများကိုဝယ်ယူရမှအသုံးပြုလျက်ရှိပါတယ်။ စီအောင်စုရဲ့အချက်အလက်များအရမြန်မာတဘာဝတံခွေတင်ပို့မှုများသည်2023ခုနှစ်ပထမ3လမှဇွန်လအတွင်းအမေရိကန်ဒေါ်လာ148တသမ8တန်းရှိခဲ့ပါတယ်ရှင်။ဆက်လက်ပြီး UK ပါလီမန်မှာကျင်းပတဲ့ International Women's Day Event တွင်မြန်မာနိုင်ငံမှာကြုံတွေ့နေရသောမျိုးသမီးများ၏လူခွင့်ရေးချိုးဖောက်မှုများကိုတင်ပြနိုင်ခဲ့တဲ့သတင်းကိုလည်းတင်ပြပေးပါမယ်။မလ၄ရက်နေ့ပါလီမန်မှာကျင်းပတဲ့ International Women's Day Event မှာ Stars of Myanmar Friendship ကမြန်မာကိုစားပါဝင်ဆင်နွှဲခဲ့ပါတယ်။ခန္ဓာမှာ Stars of Myanmar Friendship Organization ရဲ့လှုပ်ရှားမှုများ Grassroots Organization အနေနဲ့လှုပ်ဆောင်မှုများ Civil Disobedience Movement မှာပါဝင်ထားသူများအားထောက်ပံ့ခြင်းလက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံအခြေအနေများအားနိုင်ငံသားများစိတ်ဝင်စားမှုမြင့်တက်လာအောင်ဆောင်ရွက်ခြင်းများ Humanitarian Aid အနေဖြင့်နိုင်ငံရေးကျင်းသားများစီတံဝန်ထမ်းများနဲ့စစ်ပေးရှောင်ပြည်သူများအားထောက်ပံ့ခြင်းစတဲ့အကြောင်းအရာတွေကိုအချင်းချုပ်ပြောပြနိုင်ခဲ့တယ်လို့သိရပါဗျ အာနာသိမိနောက်ပိုင်းကဆလို့ကျမတို့မြန်မာနိုင်ငံရဲ့မြို့သမီး9000ကျော်ဟာနိုင်ငံရေးကျင်းသားအနေနဲ့ကျင်းအောင်လည်းရရှိနေပြီးကိုထင်းလက်ရောက်နှိမ့်ဆက်ညှင်းပန်းမှုများတိုက်ပိတ်အကျဉ်းချထားခြင်းများကျမ၏ဆောင်းရှောက်မှုအကူအညီတောင်းခံမှုများအရင်းဆိုခံရခြင်းများအတင်ပြနိုင်ခဲ့ပါတယ်။ မတရားအနေနဲ့နိုင်ငံချင်းသားများရေးသားသောဘူဝစာအုပ်ကိုမြန်မာပြည်အကြောင်းစိတ်ဝင်စားသောမမများအား လက်ဆောင်ပေးခဲ့ပါတယ်လို့ Stars of Myanmar Friendship ကဖော်ပြပါတယ်။ဒါအပြင် UK Government ကိုဒေါအောင်ဆန်းစုကြည်နဲ့တကွနိုင်ငံချင်းသူများလွတ်မြောက်ရေးအတွက်လှုံ့ဆော်တောင်းဆိုပေးဖို့အကူအညီတောင်းခံခဲ့တယ်လို့သိရပါတယ်ရှင်။ခင်းမြွနယ်အတွင်းရှိခြေရွာနေရာတွင် ရဲကြီးပအားဖပကဖများနဲ့မြို့နယ်ပအားဖပကဖများရေးရာတာဝန်ကများတိုက်နယ်ဖွဲ့ဝင်များမျက်နှာစုံကြည့်တွေ့ဆုံပွဲခန္ဓာကျင်းပပြုလုပ်တဲ့တဲ့ရင်ကိုဆက်လက်တင်ပြပေးပါမယ်။မလ9ရက်နေ့တွင်ခင်းမြို့နယ်တွင်ရှိကျေးရွာတွေမှာရဲကြီးပအားဖပကဖများနဲ့မြို့နယ်ပအားဖပကဖများရေးရာတာဝန်ကများတိုက်နယ်ဖွဲ့ဝင်များမျက်နှာစုံကြည့်တွေ့ဆုံပွဲခန္ဓာကျင်းပပြုလုပ်ခဲ့ကြောင်းတင်ပြရရှိပါရစေ။အုတ်ချွေးပိုင်းနဲ့ကာကွယ်ပိုင်းဆိုင်ရာကိစ္စရများကျေးရွာ၏အာသာချက်အားနည်းချက်များ မြေပြင်ခြေနေပြန်လည်ဆွေးနွေးတင်ပြမင်းမြန်လာမှုများကိုသက်ဆိုင်ရာတာဝန်ခံများမှမြို့သားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီနဲ့သက်ဆိုင်ရာဝန်ကြီးဌာနများ၏မူဝါဒလမ်းညွှန်မှုညွှန်ကြားချက်လှုပ်ထုံလုံနည်းများနဲ့အညီအချက်တွေဆွေးနွေးရှင်းလင်းခဲ့ကြတယ်လို့သိရပါတယ်။ဆိုပါမျက်နှာစုံကြီးတွေ့ဆုံမဲ့ကိုမြို့နယ်ပအဖနိုင်ရကပြည်သူ့လွတ်တော်ကိုယ်စားလှယ်မြို့နယ်ပအဖခေါင်းဆောင်မြို့နယ်ပကဖဒုတာဝန်ခံတရားရေးဖွဲ့ဝင်တဲ့ ၊လူသားစာနာတာဝန်ခံ၊ကျန်းမာရေးတာဝန်ခံ၊စီပင်တာဝန်ခံခွန်တော်အရာရှိ၊ဗဏ္ဍာရေးတွဲဖက်တာဝန်ခံ၊လူခွင့်ရေးတာဝန်ခံ၊ပြည်သူ့ရင်ခွင်တာဝန်ခံ၊တရားစာတာဥက္ကဋ္ဌ၊မြို့နယ်ပအဖဖွဲ့ဝင်၊ပညာရေးစုတစ်စုမူပအဖယုံဖွဲ့မူတိုင်းနယ်ပကဖခေါင်းဆောင်နဲ့ဖွဲ့ဝင်တဦးမြို့နယ်ပကဖရဲဘော်များရဲကြီးပအဖပကဖများတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။ခုနောက်ဆုံးသတင်းကတော့လေကြောင်းအန်ရီနယ်ဘုံခုချင်းဆိုင်ရာသိပညာပေးဟောပြောပွဲများကျင်းပတဲ့သတင်းဖြစ်ပါတယ်။ ဝင်ရလူလူတပိတ်တိုက်ပွဲဦးဆောင်ကော်မတီကဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BLDF ဗမာ Liberation Democratic Front BLDF မောင်ရမြို့နယ်အမှတ်ငါတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖားတို့နဲ့လက်တွဲပြီးဒေသရင်းချစ်ရွာများမှလေကြောင်းအန်ရီနဲ့ပုံခုချင်းဆိုင်ရာဒီပညာပေးဟောပြောပွဲများကျင်းပခြင်းနဲ့လက်ကမ်းဆောင်ဆောင်များဖြန့်ဝေခြင်းတွေပူးပေါင်းလှုပ်ဆောင်ခဲ့ကြပါတယ်။ပြည်သူလူထုများအနေနဲ့စစ်ကောင်စီရဲ့အရက်သားနေများပေါ်လေကြောင်းမှတိုက်ခိုက်ခြင်း လက်နက်ကြီးဖြင့်ခြေရွာများတွင်သို့ပစ်ခတ်ခြင်းများမှကာကွယ်နိုင်ရန်အတွက်ဝန်ခုခြင်းများမဖြစ်မနေတူးထားကြရန်အတွက်တိုက်တွန်းနှိုးဆော်ခြင်းများပြုလုပ်ခဲ့ကြတယ်လို့မော်ရွာလူထုတပိတ်တိုက်ပွဲဦးဆောင်ကော်မတီကသတင်းထုတ်ပြန်ပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက် Carshall နဲ့ Minthi Hanu ကပေးပို့ထားတာဖြစ်ပါတယ်ရှင်။